ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။နှမလေးတို့နေရဲ့အိမ်သားတညမှာတော့တွန်တနီရဲ့ယောက်ျားတန်နူကတွန်တနီနဲ့ရန်ဖြစ်ပြီးတွန်တနီကိုအိမ်ကနေနှိမ့်ထုတ်လိုက်ပါအာကုတ္တမတရောင်းစားမနောက်အရာနေထွက်သွားစမ်း နေရဲ့ဒီအတုံးမတိုင်ကလေးတွေပါခေါ်တာငါ့အိမ်မှာဆူညံပြီးတောင်းကျန်းနေရဟာမရငါဘဝစုတ်ပြတ်တောင်လုံနေရရှင်တမောက်ဘာလို့အဲ့လိုလုံးရလဲဒီလောက်ညချင်းတမောက်ဘာလို့အဲ့ရနေနေထုတ်ရလဲဒီလိုညကြီးမှာကျမကြီးကလေးတွေခေါ်ပြီးဘယ်မှာသွားနေရမှာလဲတရောင်းကြမှာနေဘယ်တော့တော့ငါစိတ်မဝင်စားဒီကနေထွက်သွားစမ်းဟုတ်ပါပြီကျမကြီးကလေးတွေခေါ်ပြီးကျမထွက်သွားပါမယ်ကလေးတွေလာသွားကြမယ်တနေရာမှာတော့နေကြရမှာပါအမေ သားမပြတ်နိုင်တော့ဘူးခဏလောက်ဒီနားမှာနားလိုက်ကြမယ်လေမရဘူးမရဘူးသားကြီးအမေတို့အတွက်နေစရာလုံခြုံတဲ့နေရာမရမချင်းအမေတို့နားလို့မရဘူးခဏလောက်တီးခံလိုက်နော်လာသွားကြမယ်သားမကြခင်တနေရာရာတော့တွေ့မှာပါအမေဟိုနားမှာအိမ်တလုံးတွေ့ရဲ့ဟုတ်တယ်သမီးလေးရာနီရဲ့အမေလည်းအဲ့ဒီအိမ်ဝင်တွေ့ရဲ့လာလာသွားကြည့်အောင်တုန်နီမြ мян လာလေအရင်နှိမ့်ရပဲအမေဒါကြည့်ရတာအိမ်သားထင်နေ အဲ့တော့လေဘာဖြစ်လဲဒီလောက်မှောင်မဲနေရဲ့ညာကြီးမှာအမေတို့ဒီညာလေးရတာနဲ့တင်အများကြီးအဆင်ပြေသွားပြီလေကဲလာကလေးတို့ထိုင်ပြီးအနားယူလိုက်ကြတွန်တနီလေသူမရဲ့ကလေးတွေနဲ့အတူအိမ်သားတွေမှာပဲအနားယူလိုက်ကြပါမနက်မိုးလေးလာရဲ့ချိန်မှာတော့အမေအမေဒီလောက်ဆိုရင်ဖယ်သွားမလို့လေဩတားလေအမေတို့စားဖို့တော့လေတခုခုရှာဖွေရမယ်လေတားတို့ဘယ်ချိန်ထိအစာခံပြီးထိုင်နေကြမှာလဲဟုတ်ကဲ့ပါမေအဲ့ဒါဆိုလေအမေသွားပါ တာရာနီနဲ့ကုနာစောက်ရှောက်ထားလိုက်ပါမယ်။ဒီတော့ကြီးထဲမှာငါပဲသွားပြီးအလုပ်ရှာရမလဲ။ငါကလေးတွေလည်းစာလောင်နေကြပြီ။ဘလုံနီနဲ့ပဲဖြစ်ဖြစ်ငါအလုပ်ရအောင်ရှာမဖြစ်မယ်။တွန်တနီလည်းအလုပ်ရှာဖို့အတွက်ဟိုဟိုတီတီသွားနေပါ။မနက်ကနေညနေစောင်းသွားပေမဲ့လည်းတွန်တနီခမအခုဒီအလုပ်မရသေးပါဘူး။ခနာလာအဝေးကိုပြန်တန်းသွားရင်အချိန်မှာတော့တစ်ပင်တစ်ပင်ပေါ်မှာတိုက်အိမ်တလုံးကိုသူမမြင်သွားပါဘူး။သူမလည်းကြီးကဲတကောင်ကိုအခုလိုမေးလိုက်ပါ။အခုကလူရဲ့ ကျမဒီနေရာမှာအလုပ်လေးတစ်ခုလောက်ရနိုင်မလားမရအောင်မရအောင်ဒီနေရာမှာဘာလို့မှမရှိဘူးအကိုရဲ့အဲ့လိုမပြောပါနဲ့ကျမမှာကလေးငယ်ငယ်လေးတွေတောင်းရောက်တောင်းရှိရဲ့သူတို့ခမမင်းညာတညာဘာမှမစားရသေးဘူးကျမသူတို့အစာကျွေးရမယ်ဟဲ့ကလူအပြစ်မဘသူလဲနင်ဘသူနဲ့စကားကြီးပြောနေရလဲတတိမကြီးစင်းရတဲ့ငှက်မလေးတယောက်ရောက်နေရသူ့အလုပ်တောင်းနေရကောင်းပြီသူ့ငှက်စီလွတ်လိုက်တတိမကြီးကျေးဇူးပြုပြီး ျမကိုတိုက်တဲ့အလုပ်လုပ်ခိုင်းမှာကျမလုပ်ပေးပါမယ်ကျမမငင်းပါနဲ့တထင်းပါကြည့်ရဲ့ကျမအလုပ်ရမ်းလိုအပ်နေလို့ပါကျမမှာကလေးငယ်ငယ်လေးတွေတောင်းရောက်တောင်းရှိရဲ့မင်းညာတညလုံးဘာမှမစားရသေးလို့ပါတထင်းပါကြည့်ရဲ့အေးပါအေးပါကောင်းပြီနေထမီဟိချက်တဲ့အလုပ်လုပ်နောက်ပြီးနေအိမ်ပြန်တဲ့အချိန်တိုင်းကလေးတွေအတွက်စားကြပါယူသွားလိုက်ဖရာသခင်တထင်းပါယူဆောက်ရှောက်ပါစေတွန်တနီလဲအဲ့အိမ်ကြီးထဲမှာထမီဟိချက်တဲ့အလုပ်ကိုလုပ်ပါ အဲ့လိုနဲ့နေရဲ့အနေငယ်ကုံဆုံးသွားပါ යි အဲ့လိုနဲ့တနေ့မှာတော့တွန်တနီနင့်ကလေးတွေကြောင်းသွားလားမသွားလားဆိုတာပြောပါအောင်နင့်အရာရောဘယ်မှာလဲတတိမကြီးရဲ့ကျမရဲ့အိမ်အကြောင်းတော့မမေးပါနဲ့ရှင်ဒီကနေအဝေးကြီးပါပဲတွန်တနီရဲ့နင့်အိမ်ဘယ်မှာလဲဆိုတာပြောပြပါအောင်ငါတကယ်နင့်အိမ်ကိုလိုက်ကြည့်ချင်တယ်တွန်တနီတတိမကြီးရဲ့ကျမရဲ့ယောက်ျားကျမကိုရိုက်နှက်ပြီးအိမ်ကနေနှိမ့်ချလိုက်တာကျမတို့အခုအိမ်သာတစ်လုံးနဲ့မှနေကြတယ် ဘာပြောလိုက်တယ်အိမ်သားထဲမှာဟုတ်လားအိမ်သားလူနေကြမှာမဟုတ်တာဒီလိုလို့နေ့ကလေးတွေပါနေနဲ့အတူဒီကိုခေါ်လာပြီးနေလိုက်ကြထားလိုက်ပါတထေးမကြီးရဲ့ကျမတို့ကြောင့်လည်းအလုံးရှုံမခံပါနဲ့ကျမယောက်ျားပဲချင်းဒီကိုရောက်လာပြီးပြစ်တနာရှာမလဲဆိုတာမသိရအောင်လေအဲ့ခါကျရင်ကျမပဲသွားရတော့မှလေတွန်တနေ့ရဲ့နေဘလိုရီပြောနေရလဲနေမှာကလေးငယ်ငယ်လေးတွေရှိသေးရဲ့နေသူတို့ဘလို့အနာကက်မျိုးပြီးနေရလဲတွန်တနေ့ကျမလည်းဘာတက်နိုင်မှာမဟုတ်လို့လေတထေးမကြီးရဲ့ ျမဆင်းရဲလွန်ပြီးအာကုတ်ရလို့လည်းမရှိပါဘူးဒီမဲငါပြောမယ်တွန်တနီရဲ့ဆင်းရဲတာအပြစ်မဟုတ်ဘူးနေ့မှအာကုတ်ရငါရှိပါတယ်မနှက်ပြက်အဲ့အင်သားနေနေ့ကလေးတွေကိုပါခေါ်လာပြီးဒီမှာနေလိုက်ကြနောက်ပြီးနေ့ကလေးတွေကိုငါကြောင်းကောင်းကောင်းတစ်ခုမှအပ်ပေးမယ်ငါပဲသူတို့ရဲ့အနာဂတ်အတွက်တာဝန်ယူပြီးလုပ်ပေးသွားမယ်ကျေးဇူးအများကြီးတင်ပါတယ်တထေးမကြီးရဲ့ကျမတထေးမကြီးရဲ့ကျေးဇူးဒီတသက်ပဲတော့မှမမေ့ပါဘူးကျမအခုပဲကျမကလေးတွေတောက်ခေါ်လာခဲ့ပါမယ် တွန်တနီလဲချက်ချင်းသူမရဲ့ကလေးတွေစီထွက်သွားပြီးအခုလိုပြောလိုက်ပါရော့ကလေးတွေအစာမြင်မြန်စားလိုက်ကြအမေတို့ဒီအိမ်သားထဲမှာဆက်မနေတော့အမေတို့အိမ်ကြီးကြီးတိမ်မှာသွားနေကြမယ်ဖီးယားတခင်ကအမေတို့ရဲ့ဆွတ်တောင်းစကားတွေကြားသွားပြီးကလေးတို့လဲစာတင်เจ้าမှာစာတင်ရတော့မယ်ပြီးတော့အဝေးလက်လာလေးလည်းဝေးရတော့မယ်အမေတကယ်ပြောနေရလားတအားတို့စာတင်เจ้าသွားရတော့မယ်ဟုတ်လားဟုတ်တယ်သားသမီးလေးရာနီလဲစာတင်เจ้าသွားရမယ်ကဲလို့မြင်မြန်သမီးစားလိုက်ကြ စကားတွေအများကြီးမပြောကြနဲ့ဖခင်ရေကျေးဇူးအများကြီးတင်ပါတယ်ကျမရေးဆူတောင်းတန်တွေကိုအရှင်ဖခင်ကြားလိုက်ပြီးကလေးတွေရဲ့အနာကလည်းတောက်ပလာတော့မင်းညော့ဒီမှာငါအိမ်သေးရဲ့တော့နင်တို့အခုကစပြီးအဲ့ဒီအိမ်မှာပဲသွားနေကြတော့တွန်တနီလည်းသူမရဲ့ကလေးတွေနဲ့အတူလာတို့ရဲ့အိမ်မှာပဲနေကြပါအောင်ရေရိုးသားလုံးနဲ့ငှက်ပါလေတောက်တကူထဲမှာဘာပလီလို့ခေါ်တဲ့တတိမကြီးတောင်နေထိုင်ပါသူမမှာတားတယောက်ရှိပါသူ့ရဲ့နာမည်ကတော့ဗန်တီးပဲဖြစ်ပါ ဘာဘလီရဲ့အိမ်မှာအိမ်ပေါ်မှာတယောက်ရှိပါတယ်။အဲ့ဒီအိမ်ပေါ်မှာကြီးမှာလဲတမီလေးတယောက်ရှိပါတယ်။သူ့တမီလေးနာမည်ကတော့တွန်တနီဖြစ်ပါတယ်။ဒီနေ့မှာတော့တိုနီကသူ့တမီတွန်တနီကိုအခုလိုပြောလိုက်ပါတယ်။တမီရေအိမ်မှာပဲစော့နေနော်။အမေအမဘာဘလီအိမ်မှာအလုပ်သွားလုပ်လိုက်အောင်မေ။ဟုတ်ကဲ့ပါမေသွားပါ။တိုနီလည်းဘာဘလီရဲ့အိမ်ကိုရောက်တဲ့အချိန်မှာတော့တိုနီရော့ဒီမှာပတ်စံဈေးသွားပြီးအသီးဝယ်ခဲ့။ဟုတ်ကဲ့ပါမကျမခုပဲသွားဝယ်လိုက်ပါမယ်။ တိုနီလည်းဈေးထဲကနေအသီးတွေဝယ်ပြီးပြန်လာပါတယ်။အဲ့ဒီခါမှာဘာပလီကအခုလိုပြောလိုက်ပါတယ်။တိုနီ၊နေအသီးတွေကိုဘာလို့ဒီမှာထားထားလဲ။သွားအသီးတွေကိုချင်းနောက်နဲ့သွားထည့်လိုက်။ဟုတ်ကဲ့ပါမ၊ကျွန်မခုပဲသွားထည့်လိုက်ပါမယ်။ခဏလောက်ကြာတော့အမိုက်အိမ်ရလုပ်တွေအကုန်ပြီးသွားပါပြီ။ကျမကအိမ်ပြန်လို့ရပြီလားဟင်။ကျမရဲ့သမီးကအိမ်မှာခုထိဘာမှမစားရသေးဘူး။ကျမကိုစောင့်နေရှာလောက်ပြီ။မရသေးဘူးတိုနီ။နေခုပြန်လို့မရသေးဘူး။နေမမြင်ဘူးလား။ ငါသားလေးပိုက်စားနေရလေအရင်ဆုံးတောင်းနေရနေအသီးတွေထုတ်ပြီးလှိလိုက်ဟုတ်ကဲ့ပါမကျွန်မခုပဲလှိလိုက်ပါမယ်တိုနီလည်းအသီးတွေကိုလှိပြီးဘာဘလီကိုပေးလိုက်ပါတိုနီနေခုအိမ်ပြန်လို့ရပြီတိုနီအိမ်ပြန်ရောက်တဲ့အချိန်မှာတော့အမေသမီးပိုင်ရန်စာနေပြီးသမီးကိုစားစရာမြန်မြန်လေးပေးပါအောင်အေးပါသမီးရဲ့အမေသမီးကိုစားစရာပေးပါမယ်တိုနီလည်းထမင်းဟင်းတွေချက်ပြုတ်နေပါတယ်သမီးခဏထိုင်နေလိုက် အမေသမီးတို့ချက်ပါတီနဲ့ပဲဟစ်ချက်ပေးနေရနော် ဟုတ်ကဲ့ပါမေမြမြန်ချက်ပါအောင်သမီးထပ်ပြီးအစာမခံနိုင်တော့ဘူးခဏလောက်နေရောတိုနီလဲတွန်တနီကိုစားစရာချပေးလိုက်ပိုင်းနောက်တနေ့မနက်တိုနီကပါပလီအိမ်ကိုသွားတဲ့အချိန်မှာတော့တိုနီနေမနေ့ကဝင်လာတဲ့ပန်းတီရအကုန်ခြောက်နေရအဲ့ဒီပန်းတီပိုးတွေကိုနေ့လာစားတဲ့ကနေဖြတ်မယ်ဒါပေမဲ့အမရင် ကျမအကုန်အကောင်းနေပင်ရွေးဝင်လာတာပါအဲ့ဒါဆိုလဲအဲ့အသီးတွေနေ့အိမ်ကျူသွားပြီးနေ့သမီးကိုကျွေးလိုက် အမရဲ့အစာတွေကကျမရဲ့လစာနဲပါရဲ့ဆိုအမထက်ပြတ်အောင်မဲဟုတ်လားကျမတို့စီးရဲသားတွေအပေါ်အခုလိုမတရားမဆက်ဆံပါနဲ့ရှင်လစာနဲနဲနဲအချိန်အကြာကြီးလုပ်ပြီးမှကျမတို့ထမင်းတလုံးစားရတာအဲ့တော့အမလစာတွေကထက်ပြတ်အောင်မဲဆိုတော့ကျမတို့တစ်လလုံးဘလို့ရီစားကြရမှာလဲတိုနီပတ်စံဆိုတာရှာရတာတစ်ပင်ပွားနေခူးလို့ရတာမဟုတ်ဘူးပတ်စံရဖို့အတွက်တနေ့ကောင်အလုံးလုံးရတယ်အဲ့ဒီအချိန်မှာဘာဘလီရဲ့ဒါဗန်တီးရောက်လာပါတယ်အမေရေ တားတင်နေပြီးသားသားကျင်နေတားထွက်ပြီးသားအော်ရာမှားပြီးအောင်အေးပါသားရဲ့အမေခုပဲမှားပြီးပါမယ်အမရေကလေးတွေကိုအိမ်ထမင်းဟိမဲကျွေးပါ အပြင်စာရီကကလေးတွေရဲ့ကျမကြီးအတွက်မသင့်တော့နေရငါ့အိမ်ရဲ့အိမ်ပေါ်ကို့နေရနဲ့ကိုနေငါ့အောင်လာပြီးသင်ပေးစရာမလိုငါသားလိုချင်တာတွေဖြည့်ဆည်းပေးဖို့အတွက်ငါမှပတ်စံရှိရင်နင်းတို့လိုဆင်းရဲသားတွေကငါတို့ကြည့်ပြီးမနာလိုကြတယ်အမရေကျမအဲ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူးကျမလည်းမိခင်တယောက်ပါ ကလေးတွေအတွက်ဘယ်အစားစာပိုကောင်းလဲဆိုတာကျမသိပါတယ်။ကျမအမောက်ပြောပြရုံတင်မှာကျန်တာတော့အမသဘောပါ။အဲ့ဒီချိန်မှာဒလီကောင်လေးကပီဇာလာပို့ပါတယ်။အမကြီးမှားထားတဲ့ပီဇာရပါပြီ။ဗန်တီလည်းပီဇာကိုစားလိုက်ချိန်မှာတော့အမ့်ပါတယ်။ငါသားလေးကဘာဖြစ်သွားတာလဲ။ဘာလို့အဲ့လောက်အန်နေရလဲ။အမကြီးစိတ်မပူပါနဲ့။ကျမခုပဲတံပြားယူလာပါမယ်။ခဏနေဗန်တီတက်တာသွားမှာပါ။ကလေးကိုအပြင်းစားရအများကြီးမကြွေးပါနဲ့။တိုနီနေပြောတာမှန်နေ။ ငါသားလေးကိုအပြင်စာရီမကျွေးတော့ပါဘူးအမြဲတမ်းသူ့ကိုအိမ်ကထမင်းဟိမဲကျွေးတော့မင်းဒါဟုတ်ကြတော့တိုနီလည်းဝမ်းသာသွားပါပြီပြီးတော့သူမအလုံးဆက်လုပ်ပါအဲလိုနဲ့တဖြည်းဖြည်းအချိန်တွေကုန်လာပါတိုနီရဲ့သမီးတွန်တနီလည်းအရွယ်ရောက်လာပါဒီနေ့မှာတော့သူမက ရှည်တောက်ဖို့မြစ်ကမ်းနားသွားတဲ့အချိန်မှာတော့တောင်းအုပ်ထဲမှာအချမ်းသာဆောင်တထေကြီးရဲ့သားနေဆုံးပါဟုတ်အရင်လိုက်ငတ်မာလေးပဲငါသူနဲ့လက်ထပ်လို့ရရင်တိတ်ကောင်းပါပဲ ကာလူလည်းတွန်တနီနာကိုသွားပြီးစကားပြောလိုက်ပါတယ်။ဟယ်လိုငါနဲ့မရကာလူပါ။ငါကတောင်းရဲ့အချမ်းသာဆုံးစင်ကုန်တဲ့အသားပါ။ကျမရှင့်ကိုပါကူညီပေးရမလဲ။ငါနဲ့အရင်သဘောကျရင်နင့်မချစ်သူမရှိသေးဘူးဆိုရင်ငါအနေနဲ့လက်ထပ်ချင်တယ်။တွန်တနီလည်းကာလူကိုသဘောကျသွားပါတယ်။နင်လည်းအရင်ခတ်ပါရဲ့။ငါလည်းနင်နဲ့လက်ထပ်ဖို့အဆင်သင့်ပါပဲ။အဲဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကတနေ့တစ်နေ့ပူပူများလာပါတယ်။အဲဒီလိုနဲ့တနေ့မှာတော့ဒီမှာကလူ ငါစီးရဲသားရဲ့တမိပါငါမေယာအိမ်ဖော်မတယောက်ပါတွန်တနီရဲ့ဇကားကြတော့တမနေလောက်ကာလူကတိတ်ဆိတ်သွားပါ යි ငါမနဲ့ပြန်ကြရင်ငါမိနဲ့ဖေကိုခေါ်လာခဲ့မယ်နေအစင်သိပြင်ထားလိုက်နောက်တနေ့ကျတော့ကာလူကသူ့အဖေနဲ့အမေကိုခေါ်ပြီးတွန်တနီရဲ့အိမ်ကိုရောက်လာပါ යි မုတ်တွေအများကြီးယူလာပါ යි ဘယ်မှာလဲနေရဲ့တွန်တနီကာလူဆီယန်ချီချူတန်တွေခန်းနာကြနေရတာကာလူလဲတွန်တနီကိုလှမ်းခေါ်လိုက်ပါ යි တွန်တနီရဲ့ရိုးသားမှုကိုကြည့်ပြီး ကာလုရဲ့အမေနဲ့အမေကအခုလိုပြောလိုက်ပါတယ်။ငါတို့ဒီကောင်မလေးကိုသဘောကျတယ်။ရိုးသားလုံးနဲ့သူကစိတ်သဘောထားလဲအရင်ပြေဝပါတယ်။ဒီမင်္ဂလာပွဲကိုသဘောတူပါတယ်။ရော့ဒီမှာအိမ်သေးရဲ့တော့အမတို့အဲ့အိမ်မှာပဲနေကြပါ တိုနီနဲ့တွန်တနီလည်းသူတို့ရဲ့ကြံရှိနေတဲ့ဘဝတက်တန်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းသွားပါလေ။ဂိမ်းအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။